င်္ဂလာပါခင်ဗျာခုတင်ဆက်ပေးမယ့်အစီအစဉ်လေးကတော့ကွက်လက်ဖြည့်ပါဆိုတဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ကျွန်တော်တို့တိုင်းပြည်မှာ လူအပ်နေတဲ့ကွက်လက်တွေအများကြီးရှိပါတယ်အဲ့ဒီထဲကမှစိတ်ကြမ်းမာရေးဆိုတာလေအကြီးမားဆုံးကွက်လက်တစ်ခုအနေနဲ့ရှိနေပါတယ်ဒီအချက်ကိုတတိထားမိပြီးတော့အားလုံးအနေနဲ့ဝိုင်းဝန်းဖြည့်ဆည်းပေးကြစီဖို့ဆိုတဲ့ကြည်ွေချက်ကလည်းဒီအစီအစဉ်ကို တင်ဆက်ရခြင်းရဲ့ ရည်ရွယ်ချက်တစ်ခုပဲဖြစ်ပါတယ်ဒီလိုလိုအပ်ချက်တွေကိုကျွန်တော်တို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP အနေနဲ့အတက်နိုင်ဆုံးဖြည့်ဆည်းပေးနေပါတယ်သို့တော်လုံလောက်ပြီလို့တော့မဆိုလိုပါဘူးဒါကြောင့်မလို့ဒီချက်ကိုတတိထားပြီးတဲ့လူတွေအနေနဲ့ဝိုင်းဝန်းဖြည့်ဆည်းပေးကြဖို့လိုအပ်ပါတယ်နောက်တစ်ချက်ကကျွန်တော်တို့ဒီလိုခက်ခဲကြမ်းတမ်းတဲ့အချိန်ကာလကြီးအတွင်းမှာ ကိုယ်မှရှိနေပြီးသား စိတ်ခွန်အားတွေမကျိုးပဲ့မပျက်စီးရအောင်နောက်တစ်ခုကဘလူးဆက်ပြီးတော့ရှင်တန်ရက်တီသွားရမလဲဆိုတဲ့အချက်တွေကိုသတိပြုနိုင်ဖို့လိလာနိုင်ဖို့မှတ်သားနိုင်ဖို့အတွက်ကျွန်တော်တို့တွေရှုထောင့်ပေါင်းစုံအချက်လက်အကြောင်းအရာပေါင်းစုံကနေပြီးတော့ဆက်ပြီးတော့တင်ဆက်သွားမယ့်အစီအစဉ်ပဲဖြစ်ပါတယ်ခုဒီတစ်ပတ်ဆွေးနွေးဖို့ဖိတ်ခေါ်ထားတဲ့ပညာရှင်ကတော့ ဒေါက်တာနိုင်ဖြစ်ပါတယ်ဒီတစ်ပတ်ဆွေးနွေးမယ့်အကြောင်းအရာကတော့တော်လန်ရေးကာလအတွင်းမှာဆုံရှုံခြင်းတွေအတွက်ဖြည့်ဖြောက်ခြင်းဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်ဆရာမင်္ဂလာပါဆရာမင်္ဂလာပါခင်ဗျဟုတ်ကဲ့ခုဒီနေ့အစီအစဉ်ဖြစ်တယ်တော်လန်ရေးကာလအတွင်းမှာ ဆုံရှုံခြင်းအတွက်တောကတွေကိုဖြည့်ဖြောက်ခြင်းဆိုတဲ့ခေါင်းစဉ်ပေါ့နော်အဲ့ဒီခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ဆရာနဲ့မေးမြန်းပြီးဆွေးနွေးသွားမှာဖြစ်ပါတယ် အဲ့တော့အရင်ဥဆုံးဆရာအနေနဲ့ဆရာရဲ့အကြောင်းလေးကိုမိတ်ဆက်ပေးပါဦးဆရာနောက်တစ်ခုကဆရာအနေနဲ့စိတ်ချမ်းသာရေးနယ်ပယ်မှာဘလို့လှုပ်ဆောင်မှုတွေလှုပ်ရှားမှုတွေလှုပ်ဆောင်နေတယ်လဲလူမှုအတွင်းမှာဘလို့လှုပ်ရှားမှုတွေလှုပ်ဆောင်မှုတွေလှုပ်ဆောင်နေတယ်လဲဆိုတာလေးကိုရှင်းပြပေးပါဦးဆရာဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်ခင်ဗျဆရာမိတ်ဆက်သွားသလိုပဲအဲကျွန်တော်နာမည်ဒေါက်တာနိုင်ပါအာလောလောဆယ်ကတော့ဒီစိတ်ချမ်းသာရေးနယ်ပတ်သက်ပြီးတော့လူတွေကိုအကူအညီပေးဖို့အတွက် ျွန်တော်တို့ရက်ွက်တီးပေါ့နော်ကျွန်တော်တို့ဒီမီထိုင်တဲ့နေရာမှာရှေ့ရက်ွက်တီးရဲ့မှာ empathetic listening လို့ခေါ်တဲ့သူတို့ရဲ့ခံစားချက်လေးတွေကိုမျှဝေခံစားပေးနိုင်မယ့်လူနားထောင်ပေးနိုင်မယ့်လူ မျိုးလေးတွေနောက်တစ်ခုကတော့ကျွန်တော်တို့က community counselor လို့ခေါ်တာပေါ့နော်ဒီမှာတော့ counseling ကိုကျွန်တော်ကအာနားထောင်နေနှစ်သိမ့်နေဆွေးနွေးတယ်ပေါ့နော်အဲ့အဲ့ဒါလေးသုံးလုံးနေဘာသာပြန်ချင်ပါအဲ့ဒီ training လေးတွေအဲကျွန်တော်တို့လုပ်ပြီးတယ်ဗျာ အဲ့တော့အဓိကကတော့ level နှစ်ခုပေါ့နော် community volunteer နဲ့ community counselor ပါဆိုတော့အဲ့ဒီဟာလေးတွေလောက်ပြီးတော့သူတို့နဲ့အတူတူအာတတ်နိုင်သမျှလိုအပ်တဲ့စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့လိုအပ်တဲ့လူတွေကိုကူညီပေးနေပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်နောက်တစ်ခုအနေနဲ့ကဆရာကခုခေါင်းစဉ်ကိုကျွန်တော်တို့ဆက်ပြီးတော့အဓိကထားပြီးမေးရမယ်ဆိုရင်ဆရာအနေနဲ့ဝန်내တော့ကပေါ့နော် grief အဲ့ဒါကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုခြင်းပါလဲဆရာ ဆရာရဲ့ grief ဆိုတဲ့အင်္ဂလိပ်စာလုံးကိုဒီနေ့အခြေအနေအရအတိပဲဖွင့်ရမယ်ဆိုရင်တော့ဆရာပြောသလိုဝင်းနေတော့ကဆိုတာမှန်ပါလေသို့တော်လည်းပဲဆုံးရှုံးမှုကိုတုံ့ပြန်တဲ့ဒါအင်မတန်နဲ့ဆိုင်တဲ့စိတ်ထဲကနာကျင်မှုပေါ့နော်စိတ်ပိုင်းဆိုင်ရာနာကျင်မှုဆိုတော့ကျွန်တော်ကတော့ဗာလီတစ်ခုထပ်ဖြည့်ခြင်းလဲဆိုတော့ကဝင်းနေတယ်ပူဆွေးတော့ကရောက်တယ်ပေါ့နော်ပူဆွေးတယ်ဆိုစလုံးကြီးလည်းထည့်ခြင်းတယ်ကျွန်တော်တို့ဗမာမှာပြောတဲ့ချိန်မီအောင်ပေါ့ เนาะတငွေ့ငွေ့ဆက်လောင်နေတဲ့အခြေအနေမျိုးမှာလူတွေစိတ်ခံစားနေရတဲ့အတွက်ကြောင့်ကျွန်တော်ကဒီအခြေအနေကို grief ပေါ့နော်ဒါတော့အင်္ဂလိပ်လိုကတော့တလုံးတယ်အဝင်းနွေဝင်းနေပူဆွေးတော့ကရောက်နေရတယ်လို့ဆိုလိုချင်ပါတယ်အဲ့တော့ဒီလိုမျိုးဝင်းနေတော့ကပေါ့နော်ဝင်းနေတော့ကဝင်းနေပူဆွေးတော့ကတွေကိုနားလည်နိုင်တဲ့အပိုင်းလေးတွေမှာတော်လန်ရေးကာလာတွေမှာဖြစ်တတ်တဲ့ ဝန်းနေပူဆွေးတောကတွေကိုပုံမှန်အချိန်ဒီမှာဖြစ်တတ်တဲ့ဝန်းနေပူဆွေးတောကတွေနဲ့ဘယ်လိုမျိုးကွာခြားနိုင်တယ်လို့ထင်ပါလဲဆရာဆရာပုံမှန်အချိန်ဒီမှာအကြောင်းအကြောင်းကြောင့်ပူဆွေးတောကရောက်တယ်ဆိုရင်များသောအားဖြင့်ကဒါဆရာပုံမှန်ခြေနေလို့ပြောလို့ပေါ့နော်တယောက်တည်းဖြစ်နိုင်တယ်တမိသားစုတွေဖြစ်နိုင်တယ်ရွာတရွာမျိုးတမျိုးဖြစ်နိုင်တယ်ပေါ့နော်ဟုတ်ကဲ့သို့တော်ဒီခြေနေမှာကတော့ကျွန်တော်က အချက်၃ချက်ပေါ့နော်ဒါမတူတဲ့အတိတ်ကအချက်ဒီ၃ချက်ကိုကျွန်တော်ဟိုစဉ်းစားလို့ရတာအတော့အင်္ဂလိပ်လိုဆိုလို့ရှင် duration ပေါ့အချိန်အတိုင်းသာရလေတော်တော်ကိုကြာမြင့်တဲ့အချိန်အတိုင်းသာပျက်စီးမှုကိုရင်ဆိုင်ရတာဖြစ်တယ်ဒါကြောင့်မလို့လေအနာဂတ်မတိကြမှုစောစောပြောရဲဟာအင်မတန်ကိုကြီးမားတယ်ဒုတိယအချက်ကတော့ဘာလဲဆိုတော့ skill ပေါ့နော် skill ဆိုတာစောစောကျွန်တော်ပြောရဲတရက်တရွာတွေမဟုတ်ဘဲနဲ့ဒီထိခိုက်ဆုံးရှုံးနေတာမှုကျေပြတ်မှုပါလေအင်မတန်ကို ြီးတယ်ပမာဏပေါ့ပမာဏပေါ့ဟုတ်ကဲ့เนาะဟိုပါပေါ့ပမာဏဆိုတဲ့ဟာဟိုနေရာအထားအကျယ်ဝင်းပါသလိုဟုတ်ကဲ့ဘလောက်တိုင်းတာဒီပျက်စီးသွားလေဆိုတာလေပဲပါတယ်ပေါ့เนาะဟုတ်ကဲ့အဲ့တော့ဒီနေရာမှာနောက်ဆုံးတစ်ခုပေါ့เนาะပုံမှန်နဲ့မတူတာကိုယ်စိတ်ထဲမှာရှိတဲ့ခံစားမှုတွေကို ထုတ်ပြောဖို့ခက်ခဲတာပေါ့เนาะအားလေးဒီနောက်ကျွန်တော် session ပြပါမယ်ဒီ၃ခုကပုံမှန်အခြေအနေနဲ့မတူတာလို့ကျွန်တော်ပြောချင်ပါတယ်ဆရာရဲ့အတွေ့အကြုံအရဆိုလို့ရှိရင် အဲ့ဒီလူတွေရဲ့အသက်ရှင်ကြံနေတဲ့လူတွေရဲ့စိတ်ပိုင်းရုပ်ပိုင်းလူမှုရေးပိုင်းတုံ့ပြန်မှုတွေဟာရောဘာတွေဖြစ်နေလို့ဆရာအနေနဲ့မြင်မိပါတယ်လဲဆရာဆရာဒါလေဒီလိုခက်ခဲတဲ့အခြေအနေတခုကိုကြုံနေဆိုလို့ရှိရင်ကျွန်တော်တို့ခန္ဓာကိုယ် physiology ပေါ့နော်ဗမာလို့ဆိုရင်ဇီဝကာမဗေဒကဟုတ်ကဲ့ဒီ stress ပေါ့နော်စိတ်ဖိစီးမှုတွေကိုဘလို့စိတ်ဖိစီးမှုနဲ့ပဲကြုံကြုံပေါ့ဆရာရေဟိုရုပ်ဆွာအစုံလမ်းသွားရင်းနဲ့ခလုတ်တိုက်လဲတာအစ ကိုယ်နောက်ကခွေးတကောင်ကနောက်ကလိုက်ကြိုက်တာအစဒီဟာကိုတုံ့ပြန်တာဟိုတော့ကျွန်တော်တို့ကတော့ fight flight response ဆိုခေါ်တာပေါ့နော်အဲ့လိုဖြစ်လို့ချင်းခန္ဓာကိုယ်ထဲမှာ stress hormone လို့ခေါ်တဲ့ adrenaline ပေါ့နော်ဒါစိတ်ပင်ပန်းရင်ထွက်လာတဲ့မကောင်းတဲ့ hormone လို့ပဲအလွေပြောပါတော့ဆရာတိုးတော်လေးပဲသူကမကောင်းဘူးဆိုတာကခန္ဓာကိုယ်ကာကွယ်ဖို့အတွက်ထွက်လာတာပေါ့နော်ဆရာဆိုတော့ဟိုရုပ်ပိုင်းမှာဆိုလို့ရှိရင်လည်း physiology ရဟိုရင်းနှီးတုံလာမယ်เนาะဟာဟာကိုယ်ဒီမှာပူလာမယ် အသက်ရှူတာများလာမယ်ဒါလိုအပ်လို့ရှိရင်ကိုကိုကိုကာကွယ်ဖို့ပြေးလို့လွှားလို့ရအောင်လုပ်ပြတာပေါ့ဆိုတော့မကောင်းတဲ့ဟော်မုန်းတို့တော့ပြောလို့တော့ခက်တာပေါ့ဆရာဒါ stress အချိန်မှာထွက်တဲ့ဟော်မုန်းသူ့ကြောင့်ပဲထွက်တာများရင်ကိုခန္ဓာပိုင်းဆိုင်ရာအရအကောင်းကြိုက်တာမျိုးတို့ညအောင်အိတ်မပြောတာတို့အစားတောက်ပြက်တာတို့ဒါတွေဖြစ်နိုင်တယ်လို့ဒေါသထွက်တာတွေပေါ့ဆရာစိတ်ပူတာနဲ့တူတစ်ဖက်ကလည်းမချိနဲ့တဲ့အတွက်ကြောင့်ဒေါသတွေဖြစ်တယ်ဒေါသအလျောက်တစ်ခုခုလုံးမိတာမျိုးရှိမယ်လူမှုအတိုင်းဝိုင်းမှာလည်း ို့မိသားစုကွဲတဲ့အပြင်ကိုဒီလိုမျိုးခံစားချက်တွေရှိတဲ့အတွက်ကြောင့်လူမှုအတိုင်းဝိုင်းရရှောင်ဖယ်နေတာမျိုးတွေအာစိတ်ဓာတ်ကျတာမျိုးတွေရှိနိုင်တယ်ပေါ့ဆရာ။နောက်ဆုံးမိကတော့ကျွန်တော်တို့ခုနောက်ပိုင်းမှာတွေ့တယ်ဆိုတော့ spiritual ပေါ့နော်။ယုံကြည်ကိုးကွယ်မှုနဲ့ပတ်သက်ပြီးတော့ကိုယုံကြည်ကိုးကွယ်တဲ့ဘာသာအပေါ်မှာတောင်ပြန်ပြီးတော့အာမိကုန်ပြတ်ထုတ်တာမျိုးလေးတွေပေါ့ဆရာနော်။အဲ့တော့အဓိကကတော့အခုကျွန်တော်ပြောသွားတာအပိုင်း၅ပိုင်းအနေနဲ့လူတွေရဲ့တုံ့ပြန်မှုပါရှိတယ်။ဒါပေမဲ့တကယ်တမ်းကတော့ဒါပုံမှန်ပါပဲဆရာ။ လူတိုင်းလူတိုင်းဒီလိုအခြေအနေနဲ့တွေ့ရင်ဒါဒီပုံမှန်တုံ့ပြန်မှုတစ်ခုပါခင်ဗျာဟုတ်ကဲ့အဲ့တော့ဒီလိုတော်လိုင်းရေးအထူးသဖြင့်ဒီလိုတော်လိုင်းရေးကာလပေါ့နော်ခုလိုတော်လိုင်းရေးကာလမှာရှင်ကြံနေခဲ့တဲ့သူတွေကသူတို့ရဲ့ပူဆွေးတော့ကတွေကိုပေါ်ထုတ်ဖို့အတွက်ဘလို့အခက်ခဲမျိုးတွေရှိနိုင်မယ်လို့ဆရာအနေနဲ့ထင်ပါလဲဆရာဆရာဒီမှာလေးကျွန်တော်ဟို ရှင်းသွားအောင်ပေါ့နော်ကျွန်တော်အချက်၃ချက်ပြောချင်တယ်ဆရာဟုတ်ကဲ့ဆရာနံပါတ်၁အချက်ကဘာလဲဆိုတော့တခါတလေခံစားနေရတဲ့လူတွေကသူများတွေလည်းခံစားနေရတယ်ဒီအခြေအနေကအလုံးပါဝင်တဲ့အခြေအနေတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ငါခံစားချက်တွေကိုထုတ်ဖော်ပြောစရာမလိုဘူးဆိုတော့ခံစားချက်ပေါ့ဆရာအဲဒါကဒါတော်တော်အရေးကြီးတယ်ဆိုတော့ဒါချန်ခဲ့တဲ့လူတွေမှာဒါမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကပြောလိုက်ရင်ဒါလေးများပေါ့เนาะကျွန်တော်တို့မမာလို့ဆိုရင်တော့ဒီမြင့်ခန်းစားရတဲ့လူတွေကပုံများဆိုကိုယ်ခန်းစားချက်ကိုကိုယ်က ဖိသိမ့်ထားတာပေါ့ဗျာ။အဲ့ဒါပြီးတော့လိုအပ်တဲ့အထောက်အပံ့နေလဲမရရှိတဲ့အပိုင်းနေလဲအများကြီးပါတယ်ပေါ့။ဆိုတော့အဓိကတော့ကိုယ်ခံစားချက်ကိုဖိသိမ့်ထားပြီးတော့ဂျန်တဲ့လူတွေလဲခံနေတာပဲ။ငါလဲဒီလိုပဲခံရမှာပဲ။ပြောလဲမထူပါဘူး။ပြောလိုက်လို့ရှိရင်တရားဥပဒေကနေပြီးတော့ကိုယ့်ကို just လုပ်တယ်ပေါ့ဆရာ။ဒါလေးများဆိုတဲ့အဟာကို ကြောက်တာကတော်တော်ကိုခက်ခဲတဲ့အခြေအနေတစ်ခုလို့ကျွန်တော်ပြောချင်တယ်ဆရာ။ဒီလိုဝင်းနေတော့ပူဆွေးတော့ကပေါ့ဆရာပြောတဲ့ပူဆွေးဆိုတာလေးပါကျွန်တော်ထည့်ပြောပြပြ ဝင်းနေပူဆွေးတော့ကတွေကိုဖြီလျှော့နိုင်ဖို့မှန်ကန်ကောင်းမွန်တဲ့နီလန်းလေးတွေဒီလို tool စီပေါ်တော့ဒီနီလန်းလေးတွေရှိမယ်ဆိုလို့ရှိရင်မျှဝေပေးဖို့မြစ်တရရခန့်ကြီးပါလေဆရာဟုတ်ကဲ့ပါဆရာဟိုဒါကလေကျွန်တော်တို့ဒီ covid ကာလတွေမှာတော့ MSF ကလုတ်ထားတဲ့ guideline တွေဟာလေးပါဆရာဒါကျွန်တော် acknowledge ချက်ပါတယ်ကျွန်တော်တို့ကကျွန်တော်တို့ရေးထည့်တယ်ဆိုတာအထက်ကိုဟို तू ကလွယ်အောင်လို့ဟို ABCD e ပေါ့နော်အဲ့လိုမျိုးလေးသူကရေးထားရဆရာ a ဆိုတာကတော့အင်္ဂလိပ်လူသူက achievement ကိုဆိုလိုတယ်အရင်နှုန်းကကိုဒီအခြေအနေရောက်တယ်ဆိုတာအရင်ကဘာမှမလုပ်ခဲ့တာမဟုတ်ဘူးကိုတခုခုတော့လုပ်ခဲ့ပြီးပြီဟုတ်ကဲ့အဲ့ဒီအောင်မြင်မှုလေးကိုပြန်စဉ်းစားပြီးအ ਨੇ ဆုံးကိုလုပ်ခဲ့တယ်လာပြီးပုံမှာချိန်နဲ့ PT ဖြစ်တဲ့အဲအလေးအကျင့်လေးပေါ့ဆရာကြီးဒါကိုပြန်စဉ်းစားတာပေါ့နော်အဒုတိယတစ်ခုကတော့ဘာလဲဆိုတော့ B ကတော့ body ကိုဆိုလိုတာဆရာမခန္ဓာကိုယ်ကျန်းမာရေးတော့ဆော့ဆော့ကျွန်တော်ပြောတဲ့ mindfulness breathing exercise တချို့လေ့ကျင့်ကလေးလုပ်ရင်တောင် မစိုးဘူးပေါ့နော်ဒါစိတ်နဲ့ကိုယ်ခံစားရတာပေါ့ပြစ်နိုင်ရင်စားတော့စားတာအစလေ့ကျင့်ခန်းအစပေါ့နော်ဆရာကိုကျမ်းမာကြီးကလည်းအရေးကြီးတော့ပါ C ရတော့ connection ကိုဆိုလိုတာဆရာကိုယ့်ရဲ့မိသားစုအတိုင်းဝိုင်းကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေအတိုင်းဝိုင်းနဲ့လည်းအဆက်အသွယ်မပြတ်ဖို့လိုတယ်ဆရာဘာဖြစ်လို့လဲဆိုတော့ခံစားရတာတိတ်များရင်ကိုက withdraw ပေါ့နော်အပေါင်းအသင်းတွေနဲ့စကားမပြောချင်တော့ရှောင်ဖယ်တာမျိုးတွေမဖြစ်အောင်ဒီ C ရလည်းအရန်အရေးကြီးပါတယ်ဆရာနောက်ဆုံးမိ D ရတော့လीအင်္ဂလိပ်လိုသူက delight ဆိုတာလေးကိုယူထားတာပါအဓိကဆိုလိုချင်တာကတော့ ဒီလိုအခြေအနေမှာတောင်မှကိုကျင့်တတ်တဲ့ဟာလေးတွေကိုလည်းလုံးတင်နေပေါ့နော် you deserve တယ်ပေါ့နော်လုံးထိုက်တယ်ပေါ့မကြပြချိုက်တဲ့လူကလည်းကြပြလေးကြီးပေါ့နော်သချင်းဆိုတာကြိုက်တဲ့လူကလည်းအနည်းဆုံးရေချွေးဝင်သချင်းဆိုရင်လည်းစိုးပေါ့နော်အဲ့တော့လူတိုင်းကခံစားနေရတဲ့အတွက်ကြောင့်ကိုကတစ်ခုခုလေးပျော်ရွှင်ဖို့ပဲဖြစ်စီစိတ်ကျင့်တတ်တာလေးတစ်ခုလုပ်ဖို့အတွေ့အကြုံလေးအခြေအနေပေးတာတော့ကျွန်တော်တို့တွေကမလုပ်ဖြစ်ဘူးဘာလို့လဲဆိုအဲ့အချိန်မှာဒီကြံတဲ့လူတွေကိုသွားစဉ်းစားမှုလေးပေါ့နော်ဟုတ်ကဲ့သို့တော့အဲ့လိုမလုပ်ရင် ကိုကတစ်ချိန်လုံးပဲ negative တွေဖြစ်ပြီးတော့လုံးဝ positive မရှိလို့ရှိရင်ကိုပါအာဆက်ပြီးမလုံနိုင်နဲ့เนาะဒီစိတ်ရဲ့ကြမ်းမာကြီးကိုကြမ်းမာကြီးလုံးဝဆုံးရှုံးသွားတာမျိုးဖြစ်နိုင်တယ်ပေါ့เนาะနောက်ဆုံး e ရတော့ emotion ခံစားချက်ပေါ့เนาะစောစောဆရာပြောတဲ့ဘူးဆွေးတော့ကပေါ့เนาะဒါ immediate ကို energy ပေါ့ဆရာရေเนาะကိုကိုရဲ့ခံစားချက်နဲ့ပြောရင်ဒီဒီ negative energy ကနေပြီးတော့ကျွန်တော်တို့ဘယ်လိုမျိုး positive ဖြစ်အောင်လုပ်မလဲပေါ့နော်ဒီအချိန်တိုအတွင်းမှာပြောပြလို့တော့ခက်တယ်ပေါ့နော်အဲအဲ့ဒီဟာလေးကိုလမ်းလုတ်သွားပြီးတော့သင်ယူလေ့လာသွားပြီးတော့ကိုယ့်ဘဝကိုဒီ negative emotion to positive action ပြောပါတော့ဆရာเนาะအဲအဲ့ဒါလေးဘယ်လိုလုပ်မလဲဆိုတာလေးပြောချင်ပါတယ်အဲ့တော့ချုပ်ပြောရင်တော့ဆရာ2ဆိုပြောတဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော် A B C D E ပေါ့နော်ဒီ acronym လေးနဲ့အာအာနားထောင်နေလူတွေလည်းမှတ်ပြီးတော့လိုက်လုတ်ရတာအဲလုံနိုင်လိမ့်မယ်လို့ထင်ပါတယ်ဆရာဟုတ်ကဲ့ဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်နောက်တချို့နယ်မြေတွေမှာ ဆရာကျွန်တော်တို့ဒီမြန်မာပြည်မှာပဲဖြစ်ဖြစ်ဒီဒီဒေတာတွေမှာပဲဖြစ်ဖြစ်ဖြစ်နေတဲ့အခြေအနေကသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေဂျုံလို့ရှိရင်ကောင်းစနင်းယူဖို့တို့နောက်တစ်ခါ psychiatrist ပေါ့နော်စိတ်ပညာစိတ်ကုဆရာဝန်တွေရှိကိုသွားဖို့တို့လက်လန်းမမီနိုင်တဲ့အခြေအနေမျိုးတွေရှိနေပါလေဆရာဒါကတော့လက်ရှိအခြေအနေတိုင်းရှိနေတဲ့အခြေအနေပါအဲ့တော့ဒီဟာကိုလက်လန်းမီမမီနိုင်တဲ့အရက်ဒေတာတွေမှာရှိနေတဲ့သူတွေဆိုရင်ရော ဘလို့အလေးအကျင့်ကောင်းနေနဲ့ကိုယ့်ရဲ့တောကတွေကိုဖြည့်ဖြောက်လို့ရနိုင်လေစရာဟုတ်ကဲ့ဆရာကျေးဇူးပါအရန်ကောင်းတဲ့မိကွန်အလေးအကျင့်ကောင်းလို့ပြောမယ်ဆိုရင်ကျွန်တော်ဒီနေရာမှာ စောစောကကျွန်တော်တို့ပြောသွားတယ် ABCD E ရလေတခုပေါ့နော်ဒါအင်မတန်အရေးကြီးတာပေါ့ဒုတိယတခုကတော့အင်္ဂလိပ်လိုကျွန်တော်တို့ကတော့ locus of control လို့ခေါ်တယ်ဗမာလိုဘာသာပြန်ရင်ဘေးအားသည် ကို့အနေနဲ့စီမံအုပ်ချုပ်လို့ရတာလေဘယ်ဟာဒီကို့အနေနဲ့စီမံအုပ်ချုပ်လို့မရဘူးလေပေါ့နော်တခါတလေကြာရင်ကျွန်တော်တို့ကအပြစ်တင်တယ်ပေါ့တယောက်ယောက်တကယ်တမ်းကျတော့သူ့ကိုကျွန်တော်တို့ control လုပ်လို့မရဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပဲစိတ်ထဲမှာထားရင်ဆရာစိတ်ပူတယ်စိတ်တူတယ်ဒေါသဖြစ်ရုံပြင်ပူဖြစ်မလာဘူးအဲ့တော့ကိုဘာကို control လုပ်လို့ရလဲပေါ့နော်ကိုဘယ်နေရာကိုစီမံလဲကိုအသက်ရှူတာကိုစီမံလို့ရတယ်ကိုဘလို့စဉ်းစားမလဲဆိုတော့စီမံလို့ရတယ်။အဲ့ဒီဘက်ကလေးကိုပြန်ယူပြီးတော့စောစောပြောတဲ့အလေးအချင်းဆိုတဲ့နေရာမှာ ဘာသာရေးကောင်းဆောင်တွေပဲဖြစ်ဖြစ်နော်ဘုံကြီးပေါ့နော်ဒါကျွန်တော်တရားဟောဆရာပေါ့နော်ဒါအီမန်တွေပေါ့နော်ဒါမှမဟုတ်ရင်ကိုစာသင်ခန်းမှာဆိုလို့ရှိရင်လည်းကိုဟိုចောင်းသူចောင်းသားဆရာဆရာမအတူတူပေါ့စကားဝိုင်းလေးတွေလုတ်ပြီးတာမျိုးနောက်တစ်ခုကကျွန်တော်ပြောလိုက်နားထောင်တဲ့ဝိုင်းလေးတွေလုတ်ပြီးတာမျိုးပေါ့နော်စကားဝိုင်းဆိုရင်တရားကိုခေါ်ပြီးစကားပြောတာ तू ပြောတာနားထောင်ဖို့တဲ့ကိုရင်ထဲကနားကျင်တာဟိုပြော့ပြဖို့ကိုလိုတယ်ပေါ့ဟုတ်ကဲ့ဆိုတော့ safety place ပေါ့ဒီဒီဒီဟိုတယောက်နဲ့တယောက်နဲ့သတင်းအချက်အလက်ကိုလုံခြုံအောင်ထားပေးနိုင်တဲ့ တတိကဝတ်ကလေးတွေပြုတ်ပြီးတော့ဒီလိုစကားဝိုင်းလေးတွေလုပ်ပြီးတယ်ဘာသာရေးဆရာကြီးလည်းအမြဲတမ်းတော့မလိုပါဘူးဆရာသို့တော်လည်းပဲသူတို့အခန်းကဏ္ဍကလည်းအင်တန်အရေးကြီးတော့ချို့ချိန်လေးတွေမှာလည်းဆရာစောစောပြောသလိုဟိုကောင်ဆလာတော့မရှိဘူးเนาะသို့တော်ဒီလိုဘာသာရေးဆရာတွေရှိတယ်ကျောင်းဆရာတွေရှိတယ်ကျွန်တော်ရက်ပွက်လူကြီးသူမတွေရှိတယ်ဆိုရင်သူတို့နဲ့အတူစကားဝိုင်းလေးတွေလုပ်ပြီးတာလည်းပဲအတိုင်းအတာတစ်ခုအနေနဲ့အာအစားထိုးသုံးဖို့ရနိုင်မှာပါဆရာဟုတ်ကဲ့ အဲ့တော့အဲ့ဒီအပေါ်မှာအဲ့လိုမျိုးဘာသာရေးဆရာတွေနောက်ကလူကြီးသူမတွေနောက်ကကျွန်တော်တို့ကျောင်းဆရာတွေပေါ့နော်တခြားလူတွေမှာဟောအဲ့ဒီလိုလူတွေအနေနဲ့ဒီလိုမျိုးနားထောင်ပေးနိုင်ဖို့အတွက်ကိုဘလို့အခြေခံကျင့်ဝတ်ကလေးတွေလိုမလဲဆရာဆရာအခြေခံကျင့်ဝတ်ကတော့လေဟိုလွယ်အောင်ပြောရင်ကျွန်တော်နှစ်ခုပြောခြင်းတယ်နံပါတ်1ကတော့ confidentiality ပေါ့နော်တည်င်းအချက်လက်ကိုလွတ်ဝတ်ထားလွတ်ဝတ်ထားဟုတ်ကဲ့နောက်တစ်ခုကဟိုအင်္ဂလိပ်လိုပြောရင် judgment ပေါ့ ဟုတ်ကဲ့အဓိကမရှင်ဖို့ပဲဆရာတရားဝင်တရားဝင်မရှင်ဖို့မဆုံးဖြတ်ပေးဖို့အဲ့တော့ကျွန်တော်တို့ဗမာမှာစလုံးရှိတယ်ဆရာအမှန်မှန်ဆိုတော့အားပေးတာအားပေးရင်လည်းငါတုံငါတော့ဆိုတော့ဘလို့ဖြစ်သွားလဲဆိုတော့သူနဲ့ကိုနဲ့ရှင်တယ်လို့ဖြစ်သွားတယ်ဒါပေမဲ့သူ့အခြေအနေကိုအခြေအနေသူတံမိုးထားတာကိုတံမိုးထားတာသူ့အတွေ့အကြုံကိုအတွေ့အကြုံမတူဘူးဆရာအဲ့ဒါကြောင့်လို့ဒီလူဒီ ် unique ပေါ့နော်သူဒီသူသူဖြစ်တည်ပေါ့နော်ကိုကိုနဲ့လဲရှင်လို့မရအောင်ဆရာကိုကစကားပြောဆိုအဲ့ဒါလေးနှစ်ခုကိုအဓိကသတိထားစေချင်ပါတယ်ဆရာဟုတ်ကဲ့ဆရာတော့သတင်းထက်အချက်အလက်လေးတွေဘယ်လိုမျိုးထိမ့်သိမ့်မယ်ပေါ့အုပ်စုဆိုလဲအုပ်စုလိုက်ပေါ့နော်နောက်တစ်ခုကတော့ရှင်တဲ့ကိစ္စကွာဆုံးဖြတ်လိုက်တဲ့ကိစ္စပေါ့နော်အဲ့ဒါနောက်တစ်ခုကလည်းတစ်ခါတလေကြာရင်ကျွန်တော်တို့ကတော့အကြံသွားပေးမိတယ်ပေါ့နော်အဒါလှုပ်လိုက်ပါလားဘယ်သူပဲချမ်းသာပေါ့ဆိုအကြံပေးတာနဲ့ရှင်တဲ့ကိစ္စလေးကအားပေးတဲ့အနေနဲ့လုပ်ပေမဲ့လည်း အဲကျွန်တော်တို့ counseling theory ရဆိုလို့ရှင်တော့အဓိကကိုချင်းစာပြီးနားထောင်ပေးတာပို့ပြီးတော့အရေးကြီးပါတယ်ဆရာဟုတ်ကဲ့ဆရာကျေးဇူးတင်ပါတယ်အဲ့တော့ဆရာအနေနဲ့ကျွန်တော်ထပ်ပြီးတော့ခုဒီ season ကိုကြည့်နေကြတဲ့လူတွေအနည်းမှလည်းဒီလိုမျိုးဝန်းနေပူဆွေးတော့ကတွေဖြစ်နေတဲ့လူတွေရှိမှာပဲဆရာဟုတ်ကဲ့ပါအဲ့တော့အဲ့လိုရှိတဲ့အခါကျရင်အဲ့ဒီလူတွေကိုဆရာအနေနဲ့ဘယ်လိုသတင်းစကားမျိုး ပေးခြင်းပါလဲဆရာအော်ကျေးဇူးပါဆရာ ဟိုဒီကြည့်နေတဲ့ဟိုပြိဿအားလုံးရောပေါ့နော်အခုကျွန်တော်တို့တွေဆုံးရှုံးမှုတွေကြောင့်အပူဆွေးတော့ကရောက်တယ်ဆိုတာကပုံမှန်ပဲပေါ့နော်ဟုတ်ကဲ့အဲ့တော့ကိုယ်တွေကပုံမှန်ဖြစ်တဲ့အတွက်ကြောင့်ပူဆွေးတော့ကရောက်တာပေါ့ဆရာကြီးနော်ပျက်စီးနေတာကိုကမပူဆွေးတော့ဘူးဆိုရင်တော့မှပဲ ဒါပုံမှန်မဟုတ်ဘူးပုံမှန်မဟုတ်ပါဘူးပေါ့ဆရာเนาะအဲ့တော့တကယ်လားပူဆွေးတော့ကရောက်တယ်ဆိုတော့ကို့ရင်ထဲကဖြစ်လာတဲ့ခံစားချက်ပေါ့ဆရာရေเนาะဒါကိုကိုကလက်ခံပေးဖို့လိုတယ်ပေါ့เนาะဟုတ်ကဲ့တချို့တွေကလည်းဒေါသထွက်လို့မရဘူးငါစိတ်ဆူးလို့မရဘူးစိတ်တက်ကြလို့မရဘူးအမှန်မှဆိုရင်ကိုလက်ခံပေးလို့ဖို့လိုတယ်ကို့ရဲ့ခန္ဓာကိုယ်ကပြောတာကိုကိုကနားထောင်ပေးဖို့လိုတယ်ပေါ့เนาะအဲ့တော့ဒီပူဆွေးတော့ကရောက်မှုဆိုတာက emotion ပေါ့เนาะအဲ့တော့ကျွန်တော်အမြဲတမ်းဟိုကိုယ်တွေတငယ်ချင်းတွေ training တွေမှာပြောတာက e မပါပဲဖတ်ကြည့်ရင်ဆိုတော့ motion ပေါ့ဆရာအဲ့တော့ motion ဆိုတာလှုပ်ရှားမှုပေါ့ဟုတ်ကဲ့အဲ့တော့ e ရကိုကျွန်တော် energy လို့ဘာသာပြန်နေဆရာဆိုတော့စိတ်ခံစားမှုတွေဒီတကယ်တမ်းကတော့အယံတွေကောင်းတယ်ခေါအားတွေဆရာဟုတ်ကဲ့အဲ့တော့ကိုကပူဆွေးတော့ကရောက်တယ်ဆိုတာလေစိတ်ခံစားချက်တစ်ခုပေါ့နော်အဲ့တော့ဒီဟာကိုတုံးပြီးတော့ကိုဖြစ်ခဲ့တဲ့အတွေ့အကြုံပေါ့ကောင်းသည့်အတွေ့အကြုံပဲဖြစ်စီမကောင်းသည့်အတွေ့အကြုံပဲဖြစ်စီအဲ့ဒီတည်းကသင်ခန်းစာကိုရအောင်ယူမယ်ဆိုရင်ဆရာရဲ့ အရှုံးလေးကဘာအမျက်ထုတ်မလဲပေါ့ဟုတ်ကဲ့ဘာမရရေချိုးပြန်မယ်ပေါ့ဆိုတော့အဲ့ဒီလိုမျိုးဆိုရင်အ ਨੇ ဆုံးတော့ကို့မှာပေးဆက်မှုတွေရှိပြင်မဲ့လေအဲ့ပေးဆက်မှုကနေရတဲ့ကို့ရဲ့ပညာတွေသင်ကန်းစာတွေက positive balance ဘလို့ပြန်လုပ်မလဲပေါ့နော်အဲ့တော့ကစောစောပြောသလိုဒီအကောင်းဆုံးဖြစ်တဲ့ကို့ခန္ဓာကိုယ်ရဲ့ခန်းစားချက်တွေနဲ့အဲပိုကောင်းတဲ့ action တွေဖြစ်အောင်လုပ်နိုင်ဖို့လိုတယ်ပေါ့နော်ဒီခန်းစားချက်တွေကကိုယ်တွေတင်မဟုတ်ပါဘူး ဒီအားလုံးဒီအခြေအနေမှာလူတိုင်းဖြစ်တာဖြစ်တဲ့အတွက်ကြောင့်เนาะဒီဒီဝန်ထမ်းမှုတွေကိုအလေးထားလက်ခံမယ်ကိုကိုကိုယ်တိုင်းလည်းလက်ခံပြီးတော့အာကျွန်တော်တို့တွေဒီစိတ်တူသဘောတူလူတွေအတူတူလာချိလျှောက်ဆက်လမ်းမယ်ဆိုရင်တော့ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်တယ်လို့အဲ့ဒီအချိန်ကြာရင်လည်းပဲဟိုလျှောက်လှမ်းတဲ့အချိန်မှာလည်းပို့ပြီးတော့စိတ်ဆင်းရဲမှုနည်းစွာနဲ့ပေါ့ဆရာ။တော့စိတ်ချမ်းသာကုချမ်းသာလို့တော့ကျွန်တော်ပြောရင်စိတ်ဆင်းရဲမှုနည်းစွာနဲ့ဒီလျှောက်နိုင်တဲ့လမ်းကိုပို့ပြီးတော့အောင်အောင်မြင်မြင်လျှောက်နိုင်မယ်လို့ အာကျွန်တော်ကအဲ့ဒါလေးသတင်းစကားပါချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဆရာကျေးဇူးတင်တယ်ဒီနေ့ဒီစကားဝိုင်းမှာဆရာနဲ့ကျွန်တော်နဲ့ပြောသွားတဲ့အချက်တွေထဲမှာနားထောင်တဲ့ပရိသတ်တွေအတွက်ကိုကျွန်တော်တို့တွေအတွက်ပါအကျိုးရှိတဲ့အချက်ကလေးတွေကိုကျွန်တော်အနေနဲ့ပြန်ပြောရမယ်ဆိုရင်တော့ဒီဆရာကပြောတဲ့ပူဆွေးတော့ကတွေကိုကျွန်တော်တို့ကခွန်အားတွေအနေနဲ့အသုံးပြုနိုင်ဖို့နောက်တစ်ခါကိုကိုယ်တိုင်ကြုံတွေ့နေရတဲ့ပူဆွေးတော့ကတွေကိုဒါလူသားဖြစ်လို့ ဒီလိုမျိုးပုံမှန်ခံစားရတယ်ဆိုတော့လက်ခံနိုင်တဲ့အဆင့်ဘောနော်လက်ခံနိုင်တာမျိုးတွေရှိနိုင်တယ်နောက်တစ်ခုကဆရာကနောက်ဆုံးပထမပြောသွားတဲ့ ABCDE ပေါ့အရန်ဟိုမှတ်သားလို့ကောင်းပါတယ်လွယ်လဲလွယ်ကူပါတယ်အဲ့တော့အောင်မြင်မှုအတွက်ကိုကျွန်တော်တို့ပြန်ပြီးတော့အရင်တော့အောင်မြင်မှုအောင်မြင်ခဲ့တာတွေကိုပြန်ပြီးတော့စဉ်းစားပြီးတော့ကျင့်တတ်တာဂုဏ်ယူတာနောက်တစ်ခုကတော့ကိုယ့်ရဲ့ကျမ်းမာရေးကိုစိတ်ကိုယ်ကျမ်းမာရေးကိုဂရုစိုက်တာနောက်တစ်ခါအတိုင်းဝိုင်းကိုယ့်ရဲ့ မိသားစုဝင်တွေဆွေမျိုးတိုင်းဝိုင်းတွေမိတ်ဆွေတငယ်ချင်းတွေနဲ့အဆက်အသွယ်မပြတ်ဖို့နောက်တစ်ခုကစိတ်ကျဉ်တတ်တာတွေကိုကိုယ်ကိုယ်တိုင်လုတ်ခွင့်ပြုဖို့တခါလေကျတော့ဆရာကပြောသလိုပဲကျွန်တော်တို့တွေမှာတချင်းဆိုလိုက်ရင်ပဲငါကဘေးရလူကိုတွားပြီးတော့ကြီးတလူများဖြစ်မလားကိုချင်းမစားတလူများဖြစ်မလားဆိုပြီးကိုတချင်းဆိုချင်တာကိုအောင့်ထားလိုက်ရတာမျိုးတွေကိုရှောင်ရှားနိုင်ဖို့ပေါ့နော်နောက်ဆုံး e ဖြစ်တဲ့ဟို emotional balancing ပေါ့ ီစိတ်ပိုင်းဆိုင်ရာမှာကိုကြုံတွေ့ရတဲ့အဆိုးတွေကိုဘယ်လိုမျိုးအကောင်းဖြစ်အောင်ပြန်ပြောင်းယူနိုင်မလဲဆိုပြီးတော့စဉ်းစားနိုင်တဲ့အခြေအနေမျိုးတွေရောက်အောင်လုပ်နိုင်ဖို့အတွက်ဆရာရဲ့အကြံပြုချက်တွေကိုကျွန်တော်တို့မှတ်လဲမှတ်သားကြီးမိပါတယ်အလားတူပဲနားထောင်နေတဲ့ပရိသတ်တွေအနေနဲ့လည်းနားထောင်မှတ်သားနိုင်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ဆရာဒီစီစီကိုကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ ဒီစီစဉ်ကိုကျွန်တော်တို့နိုင်ငံရေးကျင်းသားများကူညီဆောင်ရှောက်ရေးအသင်း AAPP ကအဓိကပံ့ပိုးကူညီပေးပါတယ်ခင်ဗျာ။